ားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့နေ့စဉ်နေ့တိုင်းအသုံးပြုနေကြဖြစ်တဲ့ Microsoft Word, Excel, PowerPoint စသည်ဖြင့်ပေါ့နော် Microsoft Office software တွေကိုအသုံးပြုတဲ့အခါ group screen မှာပေါ်နေသလိုမျိုး chain product key ဆိုတဲ့ message တို့မဟုတ် product activation ဆိုတဲ့ message တွေပေါ်ပြီးတော့အနှောင့်အယှက်ဖြစ်နေပါသလားအဲ့ဒီလို message တွေပေါ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ Microsoft Word software တွေ Excel တွေဒီအသုံးပြုလို့မရတာမျိုးစာရိုက်လို့မရတာမျိုးသို့မဟုတ် save လို့မရတာမျိုးတွေကြုံနေရပြီလား ဒါဆိုလို့ရှိရင်တော့မိတ်ဆွေကစိုင်းကိုသွားစရာမလိုပါဘူး။ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပြီးတော့မိတ်ဆွေကိုယ်တိုင်လိုက်ပြီးတော့လုပ်လို့ရပါတယ်။အာဒီ software ကဘာကြောင့် product activation phase ဆိုပြီးတော့ပြတာလဲသို့မဟုတ် chain product key ဆိုပြီးတော့ဘာကြောင့်ခဏခဏပြနေရတာလဲပေါ့နော်။ဒါလေးကိုကျွန်တော်အရင်ဆုံးရှင်းပြပေးပါမယ်။ကျွန်တော် Microsoft Office software ကြီးဖြစ်တဲ့ ဒီ what is ever white ပေါ့နော်ဒီ software တွေဒီ Microsoft company ကနေပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ software တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင် Microsoft company ကနေပြီးတော့ product key လို့ခေါ်တဲ့ license ကြီးဝယ်ပြီးတော့အသုံးပြုရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကဒီ license တွေကိုဝယ်တဲ့အခါမှာအမဝယ်ဘဲနဲ့ပေါ့နော် license တွေမဝယ်ဘဲနဲ့ကျွန်တော်တို့က crack version တွေကိုအသုံးပြုလို့ရှိရင်လည်းပဲရပါတယ်သို့တော် license နဲ့ crack version တွေကတော့မတူပါဘူး ိုင်ဆင်ကိုအသုံးပြုရဆိုလို့ရှင်ဒါကတရားဝင်အသုံးပြုခြင်းဖြစ်ပါတယ်။ Crack version ကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ကတရားဝင်အသုံးပြုခြင်းလို့ယူဆလို့မရဘူးပေါ့နော်။အာနောက်ပြီးတော့ license version ကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့က average ကြီးဒီ software ရဲ့ average features ကိုအသုံးပြုလို့ရမှာဖြစ်ပြီးတော့ကျွန်တော် free version crack version ကိုအသုံးပြုမယ်ဆိုရင်တော့ဒီ average version တွေကိုအပြည့်အဝအသုံးပြုလို့ရမှာမဟုတ်ဘူးပေါ့နော်။ဒါကတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကြာတော့ကျွန်တော်တို့ဒီ crack version တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ download ဆွဲတဲ့နေရာတွေ download ဆွဲတဲ့ website တွေကနေ multi ပြီးတော့ ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေကို virus တွေဝင်လာနိုင်တဲ့ကျွန်တော်တို့အတွက် NDA များတယ်ပေါ့နော် NDA များတယ်အဲဒါမလို့ကျွန်တော်အကြံပြုချင်တာကတော့မိတ်ဆွေစီ licenseware အသုံးပြုတာတောင်ကိုသဘောကျနှစ်သက်တယ်ဆိုရင်သူမဟုတ်မိတ်ဆွေ licenseware ဖို့အတွက်တတ်နိုင်တယ်ဆိုလို့ရှိရင်နော် licenseware ပြီးတော့အသုံးပြုချင်ပါတယ်ဒါပေမဲ့ အကယ်၍ပေါ့နော်ကျွန်တော်တို့ license ဝယ်ဖို့အတွက်အခက်အခဲရှိတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ပြောမယ့်နည်းလမ်းလေးကိုသုံးဆောင်ပေးလို့ရပါတယ်ဒီ license ဆောင်အဖွဲ့အစည်းနဲ့သုံးလို့ agency ဖွင့်လိုက်ရတယ် product activation ပြေးလို့ပြီးတော့ပြနိုင်မယ်ပြီးရင်ဒီအပေါ်ကတိုက်တယ်ပေါ့နော်ဒီအဲဒီပုံမှန်လေးပဲအဲ product activation ပြေးလို့ပြီးတော့ပြနိုင်ရဲ့ပြီးတော့ကျွန်တော်တို့ file tag ကိုနှိပ်ကြည့်မယ်ပေါ့နော် file ကိုနှိပ်မယ်ပြီးရင် account ကိုသွားမယ် account ပေါ့နော်ကျွန်တော်တို့ရဲ့ account ကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်လည်း activation ကို require ဆိုပြီးတော့ ေါ်နေမှာဖြစ်ပါတယ်။ဖိတ်တန်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုဘလိုပြေပြောင်းဖြေရှင်းရမလဲဆိုတာကြီးကိုပါကြည့်လိုက်ပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်လုံဆောင်ဖို့ရှိပါတယ်။ဒါကတော့ antivirus software တွေကိုပိတ်ရမှာဖြစ်ပါတယ်။ antivirus software တွေကိုပိတ်ဖို့အတွက်ဆိုလို့ရှိရင် taskbar ပေါ်မှာရှိရတဲ့ဒီလိုနေရာလေးပေါ့နော် wifi ရဲ့ base banner တွေမှာညာလေးတစ်ခုရှိပါမယ်။အဲ့ဒီညာလေးကိုနှိမ့်လိုက်ပါမယ်။ပြီးရင် windows security ဆိုတဲ့ software တွေပေါ့နော်ဒီလို windows defender iPhone လေးနဲ့ software တွေကိုဝင်ရပါမယ်။ဒီ software တွေကိုတောင်းတယ်ပေါ့နော်။သို့မဟုတ် setting ကနေတောင်းလည်းရပါတယ်။ကျွန်တော်တို့ ကွန်ပျူတာ setting တွေကနေပြီးတော့မှ Windows security ဆိုပြီးတော့ရိုက်ရှာလိုက်ပါတော့ပြီးရင်ဒီ setting တွေကိုဝင်လာရပါမယ်ဒီ setting တွေကိုရောက်ပြီဆိုရင်တော့ virus and threat protection ကိုတောင်းမယ်ပြီးရင်တော့ manage setting ကိုတောင်းမယ်ပေါ့နော် manage setting မှာကျွန်တော်တို့ဒီ antivirus setting တွေအားလုံးကိုຢာကြီးခဏပြည့်ရမှာဖြစ်ပါတယ်ခဏပြည့်ရမယ်ပေါ့နော်ကျွန်တော်တို့အဲ antivirus software ကိုပိတ်ထားတယ်ဒါကြောင့်မလို့ဖွင့်ပါဆိုပြီးတော့ node တွေတော့ကျလာနေမယ်ဒါမှဖိတ်စာမရှိဘူးခဏကျွန်တော်တို့ပိတ်ထားမိကြတယ် တကယ်တော့မပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ crack version ကိုဆက်ပြီးတော့ activate လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ပြီးရင် bias မှာရှိတဲ့အဲ setting တွေအားလုံးကိုပိတ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ app and browser control ကိုတောင်းပါမယ် app and browser control ပြီးရင်အဲဒီကနေပြီးတော့မှ reputation based protection setting ပေါ့နော်ဒီအားလေးကိုနှိပ်ပါမယ်ပြီးရင်တော့ on ရဲ့ setting တွေအားလုံးကိုပိုက်ပိတ်ပါမယ်ဒါအရမ်းပေးပြီဆိုရင်တော့ကျွန်တော်တို့ဒီ setting လေးကို ပိတ်လိုက်လို့လည်းရရဲ့သို့မဟုတ် minimize ပဲလို့လည်းရတာပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော် comment မှာပေးထားတဲ့ link ကနေတစ်ဆင့် CMS Pico ဆိုတဲ့ software လေးကို download ဆက်ရမှာဖြစ်ပါတယ်အဲ့ software လေးကို download ဆက်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးနဲ့ကျွန်တော်တို့တွေ့နေရမှာပေါ့နော်အဲ့အဲ့ file လေးပေါ်မှာပဲ right click နှိပ်မယ်ပြီးရင် extract here သို့မဟုတ် extract all ပေါ့နော်အဲ့ဒီလိုအော်စာရင်းလေးကိုကျွန်တော်ရွေးလိုက်လို့ရတယ်ကျွန်တော်ဒီမှာ extract file ကိုနှိပ်လိုက်ရပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုဝင်နေတဲ့အဆင်ပြေတယ် ီးရင်တော့ကျွန်တော်တို့ OK ကိုဆက်နိုင်မှာပေါ့နော်။ဒါဆိုရင် folder လေးတစ်ခုထွက်လာပါလိမ့်မယ်။အဲ့တော့ကျွန်တော်အဲ့ဒီ folder လေးကိုတွားရပါမယ်။အဲ့အဲ့ folder လေးကိုပဲဆက်သွားမယ်ပေါ့နော်။ဒါဆိုရင် folder နှစ်ခုထပ်ပြမယ်ပေါ့နော်။ install နဲ့ body ပဲနဲ့ကျွန်တော် install ရေးကိုတွားပါမယ်။ပြီးရင်တော့ KMS Speed ကို select.exe ဆိုတဲ့ exe file လေးရှိပါတယ်။အဲ့ဒီ file လေးကိုကျွန်တော်တို့ select file လေးကို double click နဲ့ဖွင့်ပေးမယ်။ဒါဆိုရင်တော့ run လိုက်ရပါတော့။ပြီးရင်တော့ next ကိုနှိပ်မယ်။ပြီးရင် accept ကိုအမှန်ကြီးပြေးပေးမယ်။ ဒီ database ကိုဆက်နိုင်ကြအောင်ပါနော်။ဒါဆိုရင်တော့ KMSP ကိုကျွန်တော်တို့ရဲ့ computer မှာ install လုပ်နေရဖြစ်ပါတယ်။ကျွန်တော်ပြီးအောင်ဆောင်းလိုက်မယ်။ installation ပြီးသွားတဲ့အချိန်ကျွန်တော်ဆောင်းလိုက်ပါမယ်။ Okay installation ပြီးသွားပြီဆိုတော့ကျွန်တော်တို့ window key လေးကိုနှိပ်ပြီးတော့ KMSP ကိုလိုရိုက်ချပေးရပါမယ်။ CMSP ကိုဆိုပြီးတော့အပေါ်ဆုံးမှာပေါ်နေပြီဆိုရင်ကျွန်တော်တို့ဒီအကို double click နှိပ်ပြီးတော့ဖွင့်ရမယ်ပေါ့နော်ဒီ software လေးကိုဖွင့်ရမယ်သို့မဟုတ် open ကိုနှိပ်လည်းရပါတယ်ကျွန်တော်တို့ software ကိုဖွင့်ပေးမယ် ဒါဆိုရင်ဒီတော့ဒီ box rate နဲ့ box အသေးလေးတစ်ခုကြလာမယ်ပေါ့နော်။အာဒီမှာကျွန်တော်တို့အနီရောင် button လေးပေါ်နေမယ်။အဲဒီလိုအနီရောင် button လေးပေါ်လာပြီပေါ့နော်။အဲ့တော့အဲ့အနီရောင် button လေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်တယ်။ဒါဆိုရင်ဒီကသူ့ဟာဒီ auto ပေါ့နော်။အာ activation လုပ်နေမှာဖြစ်ပါတယ်။ background ကနေပြီးတော့ activation လုပ်နေတယ်။ program complete community နဲ့ဒီကျွန်တော်တို့စောင့်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့အကယ်၍ကိုကတကြိမ်နဲ့မလောဘူးလို့ထင်လို့ရှိရင်နှစ်ခါသုံးခါပြန်ရမ်းလို့ရတယ်ကျွန်တော်တို့ KMS people တွေကိုပဲဖွင့်လိုက်မယ်အခုဒီလိုပေါ်လာပြီဆိုလို့ရှိရင်အနည်းအပဒါလေးကိုနှိပ်ပြီးပါမယ်ပေါ့နော် program complete စိတ်တိုင်းကြရတဲ့အထိ ေချာလောက်ပြီဆိုတော့ထင်တဲ့အထိကိုကျွန်တော်တို့ run ပြမယ် run ပြလို့ကျွန်တော်တို့ Microsoft ဝင်လေဝင်ကြည့်တယ်ခေါင်းဒါဆိုရင်အပေါ်မှာကုနာတို့ပြနေတဲ့ attribution phase လာတွေရတယ်မရှိတော့ဘူးပေါ့နော်အပြင်ကျွန်တော်တို့ account ထဲကိုဝင်ကြည့်မယ်ဆိုရင်လည်းဒီမှာ product activated ဖြစ်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ activation လောက်တာဒီအောင်မြင်သွားပြီပေါ့နော်အာဒါဆိုလို့ရှိရင်ဒီမှာရက်လို့မရဘူးကျွန်တော် set လို့ရမယ် process တွေရှိပါသေးတယ်အဲ့တော့ဘာလို့ရအောင်မှာလဲဆိုတော့ကျွန်တော်တို့ရဲ့ ခုနကဒေါင်းလုဒ်ဆွဲထားတဲ့ file လေးကိုပြန်ပြီးတော့ဖြည့်ရပါမယ်ကျွန်တော်တို့အဲဒေါင်းလုဒ်ဆွဲထားတဲ့ file လေးကိုဖြည့်ရမယ်ဒီနေရာမှာ option ကတော့2မျိုးရှိတယ်ပေါ့နော်အားလုံးဖြည့်လိုက်လို့လည်းရရဲ့သို့မဟုတ်အဲဒီအနီရောင်ပေါ့နော်အနီရောင် file လေးအနီရောင် file လေးကိုတိမ့်ထားလို့တော့ရပါတယ်အနီရောင် file လေးကိုတိမ့်ထားလို့ကွန်ပျူတာထဲမှာဘာမှအန်နေမရှိဘူးတို့တော့ခုနက extra လုပ်လိုက်တဲ့ဒီ folder လေးကိုတော့မဖြစ်မနေဖြတ်ပေးရပါမယ်။အဲ့မိတ်ဆွေက အနေရောင်နဲ့အစင်းရောင်ဖိုင်လေးကိုတင်ထားပြီးတော့နောက်တစ်ချိန် activation လိုတဲ့အခါမှာပြန်လုပ်မယ်ဆိုရင်လည်းပဲရပါသူမျိုးဖြတ်ပြီးတော့မှကျွန်တော်စီမှာပြန်ပြီးတော့ download ဆွဲခြင်းလည်းပြန်လည်းရတယ်ကျွန်တော်ဖြတ်လိုက်တယ်ပေါ့နော်ဒါတစ်ဆင့်အနေနဲ့ပြီးသွားပြီဖြတ်ပြီးပြီဆိုရင်လည်းကျွန်တော်တို့ window key တွေကိုနှိပ်လိုက်မယ်ကျွန်တော် setting တွေကိုပြန်သွားဖို့လိုတာပေါ့နော်အဲ့ဒါကတော့ app တွေလည်းပါမယ် PPP app ပေါ့နော်အဲ့ဒီမှာ app and features ဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့အဲ့ဒီကျေကိုတော့ပါမယ် and and features ကိုရောက်လို့ရှိရင်ကျွန်တော်တို့က KMS Pro software လေးကိုရှာပေးရပါတယ်။အပေါ်မှာ search bar search bar မှာရှာလဲရတယ်။ search bar ကကျွန်တော်တို့ဒီပုံမှာပေါ့နော် search နေရာမှာ KMS ကိုလည်းရှာလဲရတယ်။သို့မဟုတ်တစ်ခုချင်းရှာလဲရတယ်။ပြီးရင်အဲ့ဒီ software ကိုတစ်ချက်နှိပ်ကြည့်မယ်။ပြီးရင်အောက်မှာ install ဆိုတာမျိုးရှိရယ်။ install ကိုနှိပ်ပေးရမယ်။ install လုပ်ပေးရပါမယ်။ install ပြီးရည်ဒီစောင့်ရမှာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့မဖြစ်မနေလုပ်ပေးရမှာဖြစ်ပါတယ်။ ပထမတစ်ဆင့်အနေနဲ့ file ကိုဖြတ်မယ်ဒုတိယတစ်ဆင့်အနေနဲ့အဲ့ဒီ software ကိုအရင် stop ပြန်တော့မယ်ပေါ့နော်ပြီးရင်တော့နောက်ဆုံးအဆင့်အနေနဲ့တော့ကျွန်တော်တို့ကခုနကပိတ်ထားတဲ့ antivirus software တွေကိုပြန်ပြီးတော့ဖွင့်ပြရမှာဖြစ်ပါတယ် antivirus ထဲကိုသွားမယ်ပြီးရင်ကျွန်တော် virus မှာလည်းပဲ manage setting ထဲမှာရှိတဲ့ setting တွေအားလုံးကိုပြန်ပြီးတော့ဖွင့်ပြမယ်ပြီး app and browser ဆိုတဲ့ setting ထဲကိုသွားပြီးတော့လည်းပဲ ဖွင့်လို့ရတယ်ပေါ့နော်ဖွင့်လို့ရတဲ့ setting တွေအားလုံးကိုဖွင့်ပေးပါမယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ပိတ်လိုက်မယ်။ဒါအားလုံးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ပိတ်လိုက်မယ်။ပိတ်ပြီးရင်ကျွန်တော်တို့ဖွင့်ထားတာဒီအစင်ပြေးရတာမှန်ကန်မှုရှိရတာဆိုတာကိုပြန်ဆင့်လို့ရပါတယ်။အဲ့ဒါကတော့မှကဒီ task bar ပေါ်မှာရှိရဲ့ error လေးကိုနှိပ်မယ်။ပြီးရင်ဒီမှာတော့ window security ကိုကြည့်လိုက်ပါမယ်။အမှန်တကယ်ဖြစ်နေရမယ်။သို့မဟုတ်ဒီလိုမျိုး node လေးပြနေပြီဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ကွန်ပျူတာမှာတစ်ခုခုမှားနေပြီရှောင်းမြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်မှာဆိုလို့ရှိရင်ဒီမှာတစ်ခုလွဲနေပြီ ဆိုရဲတဲ့ဆိုတာ node design လေးပြအောင်ဒီအဲ့ကျွန်တော်တို့ဒီအားလေးကိုပြန်ဝင်ကြည့်မယ်။ဘာနဲ့လွဲနေတယ်လဲပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဒီ element browser control မှာဖွင့်ဖို့အတွက် setting တစ်ခုကိုဖွင့်ဖို့ကြံခဲ့တယ်ပေါ့နော်။အဲ့တော့သူကဒီမှာပြနေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကဒါလေးကိုပြန်ပြီးတော့ on လိုက်မယ်။အဲ့ဒါဆိုရင်တော့အမှန်ကြီးတွေအားလုံးပြသွားပြီ။ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်။အဲ့ဒီမှာ Windows Security Software လေးကအမှန်ကြီးဖြစ်သွားပြီပေါ့နော်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ computer ကမုံလုံးစိတ်ချရပါပြီပေါ့နော်။ အဲ့တော့ဒီအဆင့်တွေကိုကျွန်တော်တို့ install အ installation လုပ်တဲ့အဆင့်ရဲ့နောက်တစ်ခါကျွန်တော်တို့ရဲ့ computer ထဲမှာရှိတဲ့ file ကို download လုပ်ရတဲ့ file ကိုဖြစ်တဲ့အဆင့်ရဲ့နောက်တစ်ခါ window defender တွေပြန်ပြီးတော့ဖွင့်တဲ့အဆင့်ရဲ့ပေါ့နော်အဲ့ဒီ virus တွေပြန်ဖွင့်တဲ့အဆင့်ရဲ့ကိုကျွန်တော်တို့ကဒီ chart လေးလုတ်ပြရမှာဖြစ်ပါတယ်ဒါတမ်းမှတော့ကျွန်တော်တို့ရဲ့ computer က safe ဖြစ်မှာပေါ့နော်အဆင့်တွေအားလုံးကိုလုတ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ computer ကို restart လုပ်ပြပါပေါ့နော် restart လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ computer ကိုပို့ပြီးတော့အဆင့်ပြသွားပြီပေါ့နော် ီနည်းနဲ့ကျွန်တော်တို့ activation phase ဖြစ်နေတဲ့ product ကြီးထည့်ခိုင်းနေတဲ့အရာတွေကိုကျွန်တော်တို့ဖြည့်ရှင်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်